ားလုံးပဲမင်္ဂလာပါဗျာနော်ဒါအခုကျွန်တော်ရောက်ရှိနေတာကတော့စကိုင်းတောင်ယိုချမ်းသာကြီးကျောင်းတိုက်ကိုရောက်ရှိနေရဖြစ်ပါတယ်ငလျင်တုံးကစွန်းစွန်းပကံတွေပေါ့နော်တိုက်ပကံများတွေကျွေပကံများတွေအာကွဲပြီးတော့ပြည့်စည်သွားတာကြီးရှိတဲ့အတွက်ကြောင့်မလို့အခုစွန်းမမျိုးဖို့အတွက်ဒီပကံတွေစွန်းခင်းတွေလိုအပ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါဝယ်ယူပြီးတော့လာလူပေးတာဖြစ်ပါတယ်အဲ့တော့စွန်းပကံလေးစွန်းဟင်းပကံလေးလည်းပါတယ်စွန်းပကံလေးလည်းပါတယ်ကျွေပကံလေးတွေစွန်းခင်းလေးတွေပေါ့နော်ဟင်းရဲ့တောက်စွန်းလေးတွေအစုံဝဲယူလာတဲ့စင်းလေးကိုလည်းကျွန်တော် ပြောပြပေးပါမယ်ဗျာနော်ဖုံးဖုံးနေဆွန်းဖုံးပေးဖို့အတွက်ဆွန်းထဲဖို့ပကံများပေါ့နော်တိုက်ပကံများလို့ခေါ်တာပေါ့နော်ကျွေပကံများအချက်20ကတော့တစ်ချက်ကို4000နဲ့အချက်20ဆိုတော့8000ဖြစ်ပါတယ်ဗျာဟင်းချိုပကံလုံးကတစ်လုံး6000နဲ့နှစ်လုံးဆိုတော့1000နဲ့မှ2000ဗီဒီယိုမှာပြထားတယ်ဟင်းပကံလုံးအသေးလေးတွေကတော့တစ်လုံး2500နဲ့10လုံး2000ကွယ်အခုရိုက်ပြထားတယ်ဟင်းပကံလုံးနည်းနည်းကြီးတာလေးတွေကတော့တစ်လုံး3500နဲ့10လုံး3000ကွယ်အရွယ်ကျော်လေးတွေဟင်းလေးတွေပါလေးထည့်ဖို့အတွက်အခုရိုက်ပြထားတဲ့ပကံလေးတွေကတော့တစ်ချက်ကို3000နဲ့5ချက်1000ကွယ်ဇွန်ခင်းရတော့ ော့တစုံကို1500နဲ့အစုံ20 3000ဖြစ်ပါတယ်ဗျာနော်ဘရီယိုမှာရိုက်ပြထားတဲ့ဇွန်လေးတွေကတော့12ချောင်း3500ပါဒါမဲ့24ချောင်းဖြစ်နေတာပေါ့နော်12ချောင်းတဘူးကတော့ဆိုင်ကလှူဒန်းလိုက်တာဖြစ်ပါတယ်ဗျာနော်လက်ဆောင်ပေးလိုက်တာပေါ့နော်အခုပြထားတဲ့ဇွန်လေးတွေကတော့တချောင်းကို800နဲ့5ချောင်း4000ဖြစ်ပါတယ်ဗျာနော်ကဲအားလုံးပေါင်းစုစုပေါင်းကုန်ကြမ်းငွေကတော့2သိန်းနဲ့မှ4500ဖြစ်ပါတယ်ဗျာဇွန်ပကံလည်းပါတယ်ဟေးတော့ပကံလုံးလေးတွေရောဒီဇွန်ဟင်းလေးထည့်ဖို့လေးရောဇွန်ခင်းရောဟေးတော့ဇွန်ဒီ ဲ့တော့ဆိုအကြီးရောအသေးလေးတွေရောစုံပါပါတယ်ခဲ့ဟုတ်ပါတယ်ဟုတ်ပါခွနဲ့သားလေးမျိုးစုပေါင်းအလှူငွေလေးနဲ့ဒီလိုလာလူပေးတာပါဟုတ်ပါတယ်ဟုတ်ပါကိုမင်္ဂလာပါဗျာနော်ကိုဟုတ်ပါတယ်ကိုနာမည်လေးပြောပြပါကျွန်တော်နာမည်ကဟာဝေးရန်လွင်အော်ဟုတ်ကဲ့စကိုင်းပဲပြောရပါရင်တော့ပားမှလည်းချုပ်ထားပါဒီဟာစတီယိုထည့်တာတော့ပြန်ပြောလို့တော့ရပြီအခုတော့ခုဒီအခွဲနာမည်လေးပြောပြပါလားအခွဲနာမည်မင်းလန်းလူငယ်မင်းလန်းလူငယ်ပရိုက်တာပရိုက်တာအခွဲပေါ့နော်ဟုတ်အခုကတော့အခုကဗိုလန်တီးယားလိုက်လုံရင်းနေပေါ့နော်ဖြစ်သွားတာပေါ့နော်ဟုတ်တယ်ကဒီရက်ွက်တွေပြောပြလို့ရလားဟုတ် စစ်စင်ကိုဒီတိုင်းဖြိုးရင်းနဲ့မတော်တဆဟွာပါပဲဟုတ်ဟုတ်ဘလို့သားဖြစ်သွားကျွန်တော်လည်းဘလို့မှလည်းရှောင်မရလိုက်တာပေါ့ဟုတ်ကဲ့ကျွန်တော်ကနေရာကိုကျွန်တော်တို့ကပြီးသွားတယ်မလားအဆောက်ပြီးသွားတယ်ဆိုရတဲ့ကိုကျွန်တော်ကအဲ့မှာရိုက်ဖြုတ်ပြီးကျွန်တော်ကပြေးဖို့နေရာကျွန်တော်လွတ်မဲ့နေရာကိုကျွန်တော်ကယူပြီးသားဒါပေမဲ့အဲ့လွတ်ရလိုက်တဲ့အချိန်မှာကျွန်တော်ချီအောင်အာမရှိတော့ဟုတ်အတန်ကြာရပြီအဲ့ဘောကဟာကြီးကျိုးလာတာပဲပြီးလိုက်တော့ မပြေးလိုက်နိုင်တော့ဘူးเนาะပြေးလိုက်အဲ့ချိန်မှာဒီလက်နဲ့ခေါင်းကိုကားရတယ်ပြန်လာတော့ပြတော့ခဏတော့เนาะဒီပြတ်သွားတော့တော့အခုကကြကို6တော့ကလည်းကြိုးထားပါဘောเนาะဘယ်လိုမျိုးရှိတလုံးရောပေါင်ရောကြိုးထားဒီလိုဘာလို့လဲလိုက်မလို့ကိုဟုတ်ရပါတယ်ပေါ့ဒီကောင်ကနှစ်ပိုင်းဒီနန်းတစ်ပိုင်းဒီနန်းတစ်ပိုင်းကြိုးတယ်ဟုတ်ဟုတ်ဆိုတော့ဒီကတော့ကွဲရုံပေါ့ဟုတ်ကဲ့ဒီကောင်ဒူးကတော့ကွဲဒီကွဲပဲဒီကောင်က ရကြသူကအသားကြီးကြည်သွားအသားကြည်လို့ဆိုပြီးတော့ပြန်ပြီးအကုန် switch ချိုးလိုက်ဟုတ်ကဲ့အဲ့ဒါရေ byte byte ကနှစ်ခုပဲ byte ကဘယ်လိုမျိုးဖြစ်သွား byte ကလည်းကျွန်တော်ကိုယ်ကကြည်ဘွားဖြစ်တော့ဒီအော်မနေ့ကတော့တဲသွားတာပေါ့နော်အဲ့တက်သားတွေကအောက်ပိုင်းလုံးကြည့်ဟုတ်ကဲ့အဲ့ဒီကလီသားရဲ့မြေဒီဘောကဆွဲထုတ်ပြီးတော့ဒီကုံကဖသွားလို့ပြန်ပြီးတော့ပြန်ပြုတ်သွားတယ်။ဒီလေးတော့ ငွေသားလေးလိုခဲ့ပြီမယ်လေနော်ကိုဟိုဟိုဒီစိတ်ကူးစားရေးစိတ်ပဲရွှေလိုတဲ့နေရာမှာတုံးကြည့်ပါနော်ဟုတ်ဟုတ်အားဆုံးလက်ခံပေးပါအောင်နော်ကိုဒါခုနကသားသမီးစုပေါင်းလူငွေလေးပါဒီလေးကလူငွေလေးလက်ခံပြီးတော့ లై လူပေးတာပါနော်ဟုတ်ဟုတ်လက်ခံပေးပါအောင်နော်လူငွေ၅သိန်းပါနော်ဟုတ်ကဲ့ယူဆိုင်ပါအောင်နော်ဟုတ်ကဲ့ဟုတ် ွင့်ကြည့်ပါအောင်ဗျ။မဟာလာပိုင်း22ရက်နေ့ကတင်ထားတဲ့အလူမတန်းဘရီယိုမှာကျွန်တော်စီမံကြံရှိတဲ့လက်ကျန်အလူမျိုးကိုပြပြပေးထားပါဗျ။12သိန်း9000တဲ့မှာ210ဖြစ်ပါလေပါနော်။အဲ့12သိန်း9000 210တဲ့ကနေပြီးတော့ဒီဗီဒီယိုရှေ့ပိုင်းမှာပကံဒီဝယ်လူတဲ့2သိန်း4500ရဲ့ဒီစေကူတာမှုခံယူနေရဆဲဖြစ်တဲ့မင်းလန်းလူငယ်ပရာဟိတအခွဲရအကိုကိုစေကူတာစိတ်9သိန်းလူတန်းပေးတာရဲ့နှုတ်လိုက်တဲ့အချိန်မှာတော့ကျွန်တော်စီမံ 9သိန်း2900နဲ့မှ30ကျန်းရှိပါတယ်အဲဒီ9သိန်း2930ကိုလှူဒန်းပေးတဲ့မှတ်တမ်းလေးကိုလည်းကျွန်တော်ဒီဗီဒီယိုထဲမှာတခါတည်းရိုက်ကူးတစ်ဆက်ပေးလိုက်ပါရပါเนาะအဲ့တော့ဆက်ကြည့်ပေးကြပါအောင်ဗျာ9သိန်း2900နဲ့မှ30ကို ဒါလှူဒန်းပေးမဲ့မှတ်တမ်း review လေးဖြစ်ပါတယ်ဗျာနော်၂၈ရက်၃လပိုင်း2025ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျင်ကြောင့်စကိုင်းမြို့ပေါ့နော်တကောင်းရက်ကတ်တင်နေထိုင်သောငလျင်ဘေးဒဏ်နေပြည်သူများကိုဒါဆွမ်းဆန်းတမန်ကူညီကယ်ထုတ်ပေးခဲ့ကြတဲ့လူငယ်လေးတွေလူငယ်40ဦးရှိတယ်ဗောနော်အဲ့လူငယ်40ကိုဒါဂုံပြူပွဲလေးလုပ်ပေးပြီးတော့သူတို့တဦးချင်းစီကိုဒါဂုံပြူမှတ်တမ်းလှော်လေးတွေဗောနော်ဒီလိုမျိုးဟာလေးတွေဗောနော်ဂုံပြူမှတ်တမ်းလာလေးရှိမြင့်ပြီးတော့ဂုံပြူပွဲလေးပြုလုပ်ဖို့အတွက် အဲဒီတကောင်းရုပ်ကမှာစီစဉ်နေရာလေးရှိတယ်ပေါ့နော်အဲလူငယ်လေးတွေကဒီဓာတ်ပေါ်ကြီးထုတ်တာတွေအာဒီအသက်ရှင်ကျန်ရတဲ့သူတွေကိုလည်းကဲတာတွေကိုဒါစီစဉ်ဆောင်ရွက်ခဲ့ကြတဲ့ငယ်လေး40ဦးပေါ့နော်အဲ40ဦးကိုရက်ကွက်ကနေပြီးတော့ consumer တန်းတော်လေးတွေရှိမြင်ပြီးတော့သူတို့လက်ဆောင်ပေးမဲ့အစီအစဉ်လေးပေါ့နော်ဒါ consumer အစီအစဉ်လေးပေါ့နော်အဲဒီဖိတ်စာလေးကိုလည်းကျွန်တော်ပြပေးလိုက်ပါတယ် consumer ပွဲဖိတ်ကြွားလောပါပေါ့နော်6လပိုင်း3ရက်နေ့2025နနက်9နာရီမှာစကိုင်းမြို့ရှိုင်းနန်းဓမာယုံမှာပြုလုပ်အောင်ဖြစ်ပါလိမ့်ဗျာနော်အဲ့တော့ဒီရက်ွက်အတွင်းอ่ะဗောနော်ဒါဒီ ရောက်ကတဲ့ရောက်ကတဲ့အနေနဲ့လေဒီလူငယ်လေးတွေကိုဂုံပြူတဲ့အနေနဲ့ပေါ့နော်ဒါလက်ဆောင်ပေးနေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးဂုံပြူပွဲလေးမှာပေါ့နော်ဒါတက်ရောက်ပြီးတော့ရှင်းပြနေတယ်ဆိုလို့ရှိရင်သခိုင်းမျိုးရိုင်နန်းဓမာယုံမှာ6လပိုင်း3ရက်2025မှာစီစဉ်ဆောင်ရွက်မှာဖြစ်ပါတယ်ဗျာနော်ဒါဂုံပြူပဲဖိတ်ကြားလွှာလေးလေးကျွန်တော်ရိုက်ပြပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်လည်းလက်ကြံကြံရှိနေတဲ့အလူငွေ9သိန်း2800နဲ့မှ10ကိုဒါဒီလူငယ်လေးတွေအဖွဲ့ခေါင်းဆောင်ပေါ့နော်တာဝန်ရှိတဲ့သူကိုဒါသူတို့ ဟိုတယောက်ကိုဘယ်လောက်စီရမလဲအဲ့လိုပဲငွေသားပဲခွဲမလားဒါမှမဟုတ်သူတို့ဟိုလက်ဆောင်လေးတွေပါလေသူတို့ဟိုပါဘောနော်စီစဉ်နေရလေးရှိမှာပေါ့နော်သူတို့လိုအပ်တဲ့နေရာမှာအသုံးပြုလို့ရအောင်ဒါတစ်ခွေလုံးစာအတွက်ဒီ6လပိုင်း3 2025ဂုံပြူပွဲမှာအသုံးပြုဖို့အတွက်9သိန်း2900နဲ့မှာ30ကျွန်တော်စီမှာကြန့်ရှိတဲ့လက်ကြံလူငွေလေးတွေကိုလူတန်းနဲ့မှတ်တမ်းလေးဖြစ်ပါတယ်ဗျာနော်လူငွေလေးလက်ခံပေးပါအောင်နော်ဟုတ်ကဲ့ပါရှင်းရဲ9,2900နဲ့မှ30ပါဒါတော့ဒီမှာဒေါ်လာလေးတွေအားကြာဟိုကခုနကျွန်တော် မှတ်တမ်းလေးရရှင်လို့ဒါလေးယူလိုက်တာပါနော်ဟုတ်ကဲ့ပါဗျာဟောပေါ့3လပိုင်း6ရက်နေ့2025ပေါ့နော်နည်းနည်း9နာရီမှာသခိုင်းမျိုးရိုင်နှက်တမာရောရိုင်နှက်တမာဒါဗီဒီယိုလေးတော့ပြန်တင်အောင်မယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်အာဘယ်လိုပြောမလဲဟိုငွေသားပဲဖြစ်ဖြစ်ဒီလူ40ကိုဟိုငွေသားဆိုလဲဒါတခြားလူသားတွေလည်းရှိတယ်ဆိုတော့လေနော်စုပေါင်းပြီးတော့မှငွေသားပဲဖြစ်ဖြစ်ပေါ့နော်ဘုံကျူးတဲ့အနေနဲ့လက်ဆောင်ရှင်းပြနေတာပေါ့နော်အဲ့လိုလေးပေါ့ဟုတ်အဲလိုအပ်တဲ့နေရာလေးမှာတုံးလိုက်ပါဟုတ်ဟုတ်ကဲ့ပါဟုတ်အားလုံးပဲအခုနေသားသမီးအလူရှင်နေလူတန်းထားတဲ့ အလွန်ငွေကျွန်တော်စုစုပေါင်းအလုံးစင်စရာအလုံးနဲ့တိတိကျတင်ပေးသွားတာပေါ့နော်ဓာတ်ပုံချင်းစီတိုင်းမှာကျွန်တော်တပြားတစ်ချက်မှလေ့ရမှုမရှိအောင်တင်ပေးထားပါတယ်တပြားတစ်ချက်မှလည်းကိုကျိုးတွေအသုံးပြုထားခြင်းမရှိဘဲနဲ့တေချာတိတိကျနဲ့တင်ပေးသွားပါတယ်ဗျာနော်အဲ့တော့အလူငွေလက်ကျန်တော့ကျွန်တော်စီမှာမရှိတော့ပါဘူးကျွန်တော်အလူငွေလက်ခံတာလေးလည်းလည်းတော့ရက်ထားပါသေးတယ်ထပ်မံလက်ခံပြီးတော့ထပ်လူတန်းပြစ်တာလေးရှိရင်လည်းမှတ်တမ်းလေးတင်ပေးသွားပါမယ်ဗျာနော်အဲ့တော့အားလုံးပဲကျွန်တော်စီမှာရေုံကြီးကြီးနဲ့ လှူဒန်းပေးကြတဲ့ခုနှစ်သားသမီးအလူရှင်တွေတူဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်အားလုံးရဲ့လှူဒန်းပေးမှုကြောင့်မလို့ကျွန်တော်ခုလိုမျိုးကုသိုလ်ယူခွင့်ရနေတာလောက်ကံခွင့်ရနေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ဒီအလူငွေစင်းစရိုက်နဲ့ပတ်သက်ပြီးတော့ဗောနော်သုံးတရာမရှင်းတာများရှိလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်399 6930ကိုဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ကြားတစ်ချက်ကစားကျွန်တော်တာဝန်ယူပါတယ်ဗျာနော်ကျွန်တော်ဒီကိုဖုန်းဆက်လို့ရပါတယ်ဗီဒီယိုတွေတိတိကျကျနဲ့တင်ပေးထားပါတယ်အလူငွေလက်ကျန်တော့ကျွန်တော်စီမှာမရှိတော့ပါဘူးဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်